အားလုံးဝမင်္ဂလာပါမြန်ခရတိုနဲ့ပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Trader League Season 2လာတဲ့အကြောင်းကိုပြပြပြသွားမှာဖြစ်ပါတယ်ဒါ Season 2ကိုရောက်လာခဲ့ပြီပေါ့နော် Season 1တော့ကလည်းကျွန်တော်ဗီဒီယိုတင်ပေးခဲ့တယ်အခု Season 2ကတော့6လပိုင်း9ရက်နေကနေပြီးတော့9လပိုင်း9ရက်နေအထိဖြစ်ပါတယ်အခု6လပိုင်း21ရက်ဆိုတော့ဒါတစ်ဝက်လောက်တော့ကျိုးလာခဲ့ပြီဖြစ်ပါတယ် ကံမိတ်ပြီးဖို့ကာလ15ရက်အထိကျန်သေးတာဖြစ်ပါတယ်။အဲ့တော့ trader တွေလက်စွမ်းပြကျင်နေဆိုရင်ဒီ Binance ရဲ့ trader လေး season 2မှာပါဝင်ပြီးတော့လက်စွမ်းပြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ reward pool အနေနဲ့ကတော့ကျွန်တော်တို့ဒေါ်လာ6တန်ဖိုး reward တွေကိုခွဲဝေပြီးတော့ရရှိမဲ့ပုံစံမျိုးဖြစ်ပါတယ်။ join mode အတွက်ကတော့ကျွန်တော်ဒီ link ကို description မှာထည့်ပေးထားမယ် link ကိုနှိပ်ပြီးတော့ကျွန်တော် join activity ကိုနှိပ်လိုက်တဲ့ဆိုရင်ရပါပြီဒါကျွန်တော်က join activity နှိပ်ပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာ share activity လို့ပေါ်နေရပါတော့ဒီနေရာလေးမှာကျွန်တော်တို့ join ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ရင်ရပြီ။ payment reward တွေက USDC အနေနဲ့ဆိုရင်ကျွန်တော်တို့1.8 million USDC အထိရှိနေပြီ။ဒါ6သန်းအထိရနိုင်တယ်။ USDD အနေနဲ့ကတော့3သန်းအထိပေးဖို့အစီအစဉ်ရှိရယ်။ပြီးပြီဆိုရင် crypto အနေနဲ့လည်း1.2 million dollar ပို crypto တွေကိုပေးဖို့အတွက်အစီအစဉ်ရှိပါတယ်။အဲ့တော့ဒီမှာ join လုပ်ရတဲ့ပုံစံနှစ်ခုရှိတယ်။ကျွန်တော်တို့ spot theme join လုပ်ရတယ်။ပြီးပြီဆိုရင် future theme join လုပ်ရတယ်။နှစ်ခုရှိရပါတော့။ spot trade ရှင်တဲ့သူတွေရှိသလို future trade တွေနဲ့တွေလည်းရှိနိုင်တယ်အဲ့တော့ spot ပဲဖြစ်ဖြစ် future ပဲဖြစ်ဖြစ်နှစ်ခုလုံးအာ trader တွေ bear trader တွေပဲဖြစ်ဖြစ် join လို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ join လို့ရတဲ့အစီအစဉ်အကြောင်းလေးမသွားခင်မှာလောလောဆယ်မှာ side quest တွေလည်းရှိတယ်ဗောနော် side quest တွေဆိုတာကတော့ကျွန်တော်တို့ဒီ Binance Trader လေး season 2နဲ့မဆိုင်ဘူးเนาะဒီကြားလေးကမှတီးကြဘေးကနေလာတဲ့ event တွေဖြစ်ပါတယ်ဆိုတော့ဒီမှာကြံသေးတဲ့ဟာတွေဆိုရင်လက်ရှိအချိန်မှာ copy trade ကိုက lead trader အနေနဲ့ ဥဆောင်ပြီးတော့10ဒေါ်လာယူလို့ရတာတခုရှိတယ်ပြီးပြီဆိုရင် copy trade သွားလုပ်ပြီးတော့10ဒေါ်လာယူလို့ရတာရှိတယ်ဒီနှစ်ခုကြံအောင်မယ်ပြီးတော့နောက်ထပ်တစ်ခုကြံသေးတာကကျွန်တော် GUN Gun Token တွေပေါ့နော် Gun Token တွေကို Simple N ထဲမှာသွားပြီးတော့ထည့်ထားလိုက်တယ်ဆိုရင်တရာခန်းအထိရနိုင်တဲ့အစီအစဉ်တစ်ခုလည်းရှိတယ်ဒါတထောင်ခန်းကို Simple N ထဲမှာအ ਨੇ ဆုံးကျွန်တော်10ရက်ထည့်ပေးထားရမယ်ပေါ့နော်10ရက်ထည့်လိုက်တယ်ဆိုရင်တရာခန်းပြန်ပြီးတော့ reward ရနိုင်တာဖြစ်ပါတယ်ကြံနေတဲ့၃ခုတွေရဆိုရင်တော့ဒီတစ်ခုကတော့လွယ်တယ်ပေါ့နော်ဒါပေမဲ့ ဂန်တိုကင်တွေကဝယ်ပြီးတော့ဈေးကျသွားတာမျိုးတွေတော့ဖြစ်နိုင်တယ်အဲ့တခုကိုတော့ကိုယ်တိုင်တေချာ DIY လုပ်ပြီးမှထည့်တဲ့မထည့်တဲ့စဉ်းစားပါတော့ပြန်ရမယ့်တရာဂန်နဲ့ကိုရှုံးသွားမယ့်ဒီတထောင်ဂန်ဝယ်ပြီးတော့ရှုံးမဲ့ပမာဏနဲ့ကာမိရလာပါတော့ဒါမှမဟုတ်ဘူးကိုကဂန်တိုကင်တွေကိုဟိုးထားတဲ့ဟိုးတာတယောက်ဆိုရင်တော့စင်ပန်ထဲမှာသွားပြီးတော့ထည့်ထားလိုက်ပါဆယ်ရက်ထည့်ရုံနဲ့တင်တရာဂန်ပြန်ပြီးတော့ရမှာဖြစ်ပါတယ်ဒါကတော့ side quest တွေနဲ့ပတ်သက်လို့ပါအဲ့တော့ကျွန်တော်ဒီနေ့အတွက်ပေါ့နော် spot trade နဲ့ future trade ဘာတွေကို join လုပ်ရမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ sport trade အတွက်အရင်ဆုံးသွားကြည့်ကြမယ်ပေါ့နော် sport trade အတွက်ဆိုရင်အခုလောလောဆယ်မှာ sport မှာကျွန်တော်တို့က solo ရယ်တင်းမြရယ် pp ဆိုရင် region ရယ်ဆိုပြီးတော့၃ခုရှိတယ် solo ကတော့ရှင်းတယ်ဒုတိယထည့်ရယ် pnn ကိုပဲပြိုင်တာဖြစ်ပါတယ်သိမ်းကတော့ကျွန်တော်တို့ကိုအဖွဲလေးတွေတူအတူအဆုပြီးတော့ပြိုင်တာဖြစ်ပါတယ် regional ဆိုတာကတော့ asia region လားဒါမှမဟုတ်ရင်ကျွန်တော်တို့ bay region အားလဲပေါ့เนาะအဲ့ဒီ region အလိုက်ပြိုင်တာဖြစ်ပါတယ် အဲ့တော့ဒီနေရာမှာကျွန်တော်တို့ solo အကြောင်းကိုရင်းစုံပြောပြပေးမယ်ပေါ့နော် solo ကလက်ရှိအချိန်မှာ participant အနေနဲ့9000 3000ကျော်အထိရှိနေပြီဖြစ်ပါတယ်အဲ့ဒီအတွက် reward pool ကဒေါ်လာ3သိန်းခွဲ USDC ပွင့်နေပြီဖြစ်ပါတယ်အဲ့တော့ join တဲ့သူများရင်များတယ်လို့ reward ကပို့ပြီးတော့ပွင့်လာမှာဖြစ်ပါတယ် user 4သိန်းအထိ join နေဆိုရင်တော့4သိန်း USDC အထိ reward pool ကပွင့်လာမှာဖြစ်ပါတယ်အဲ့တော့များများ join လေကျွန်တော် reward pool ကပို့ပြီးတော့ကြီးလာလေဖြစ်မှာပါဒီမှာဆိုရင်ကျွန်တော်လက်ရှိကိုယ့်ရဲ့ PNN ကိုလည်းပြပေးထားတယ်ဗောနော်ကိုရဲ့ PNN progress ကိုလည်းပြပေးထားတယ်ဒီမှာတော့ ROI ကကျွန်တော်ကတော့ mine နဲ့ပြနေတယ်ဘာလို့လဲဆိုတော့ spot trade ဒီရက်ထဲမှာလောက်ထားတာမရှိဘူးအဲ့ဒီရက်အတွက် ROI mine နဲ့ပြနေတယ်ဗောနော် trading volume ကိုကြည့်မယ်ဆိုရင်လည်း trading volume ဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီရက်ထဲမှာ spot trade မလုပ်ဖြစ်တဲ့အတွက် ROI ကမပြတာဗောနော်ဒီ108ကကျွန်တော်ထင်တယ်ရှိရတုန်းက FR token တခုရလိုက်တာရှိတယ်အဲ့ဒီ FR token ကို spot မှာရောင်းလိုက်တာပေါ့နော်ရောင်းလိုက်တဲ့အတွက်ဒီမှာပေါ်လူလာပြီးတော့တက်သွားတာ ျွန်တော် sport မှာဒီအထက်ဘာမှမဝယ်ဖြစ်တဲ့အတွက်အာဝိုင်းကတော့မိုင်းနဲ့ပြနေပါဗါတယ်အဲ့တော့ဒီမှာ leader ဘုတ်လည်းပြပေးထားရပါတော့ထိတ်ဆုံးအာဝိုင်းနံပါတ်1ရထားတဲ့သူဆိုရင်488အာဝိုင်းနဲ့နံပါတ်1နေရာကိုယူထားတာဖြစ်ပါတယ်သူ့ရဲ့ trading volume ကလည်းကျွန်တော်ဒေါ်လာ1000ကျော်ပဲရှိရပါတော့အဲ့တော့ reward ပေးမဲ့ပုံစံလေးကိုအရင်သွားကြည့်အောင်ဒီ leader ဘုတ်ကိုကျွန်တော်ပြီးမှပြန်ပြပေးမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ user တွေကဘယ်သူတွေကဒီ campaign မှာ eligible ဖြစ်မလဲဆိုတော့ကြတော့ အနည်းဆုံးကိုက trading volume ဒေါ်လာ400ရှိတယ်ဆိုရင်ဒီ campaign မှာ eligible ဖြစ်မှာဖြစ်ပါတယ်ပြီးပြီဆိုရင်ကိုရဲ့ ROI ကအနည်းဆုံး1% positive ROI ဖြစ်ရမယ်အနှုတ်မဖြစ်ရဘူးဗောနော်ကိုရဲ့1% positive ROI ရှိတယ်ဆိုရင်ဒီ campaign မှာ eligible ဖြစ်မှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဒါ eligible မဖြစ်သေးဘူးလို့ဆိုရမှာဗောနော်ဘာလို့လဲဆိုတော့ trading volume ကလည်း100ပဲရှိသေးတယ် ROI ကလည်း minus ပြနေတယ် eligible ဖြစ်ချင်တယ်ဆိုရင်ဒေါ်လာ400ဘို trading volume နဲ့ပြီးပြီဆိုရင်အနည်းဆုံး1% ROI ရှိရမယ် ဒါဆိုရင် eligible ဖြစ်ပြီပေါ့နော်အဲ့တော့ reward structure ကိုတစ်ချက်ကြည့်မယ်ဆိုရင်ပထမစုရတဲ့သူကဒေါ်လာ1000ခွဲအထိ reward ရမှာဖြစ်ပါတယ်1000ခွဲ USDC ပေါ့နော်ဒုတိယစုရတဲ့သူကတော့12000 USDC ရမှာဖြစ်ပါတယ်တတိယစုရတဲ့သူက6000 USDC ရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအဆင့်ဆင့်ပေးလာလိုက်တာကျွန်တော်တို့51ကနေပြီးတော့200အတွင်းကိုဝင်တဲ့သူတွေဆိုရင်ဒေါ်လာ18000ကိုခွဲဝေရရှိမှာဖြစ်ပါတယ်အဲ့တော့51ကနေ200ဆိုတော့လူအယောက် 150ရှိမှာဗောနော်150တောင်း8000ကိုခွဲဝေရှုရမယ်ဆိုတော့ဒါဒေါ်လာ100ကျော်လောက်ရမယ်ဒေါ်လာ120လောက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ run 200အတွင်းမှာဝင်ဖို့အတွက် ROI ဘယ်လောက်အထိလိုလဲဗောနော်လက်ရှိအချိန်ဒီ ROI ဘယ်လောက်လိုလဲဆိုတော့ဒီ layer ဘုတ်မှာလာပြီးတော့ကျွန်တော်ပြန်ကြည့်လို့ရမှာဖြစ်ပါတယ် layer ဘုတ်ကိုတစ်ချက်သွားကြည့်မယ်ဆိုရင်ကျွန်တော်ခုနကကြည်ထားရသလောက်ဆိုရင် ROI အများကြီးမလိုဘူးဗောနော်ကျွန်တော် ROI percent နည်းနည်းနဲ့တင် run 200ရဲကိုဝင်တာဖြစ်ပါတယ်ဒါကလက်ရှိအချိန်ထိဗောနော် ကမ်းမင်းပြီးသွားတဲ့အချိန်မှာတော့ ROI နဲ့အများကြီးတက်လာတဲ့သူတွေကြုံအောင်ကြုံရနိုင်တယ်။ဒါပေမဲ့အရန်ကြီးကွာခြားသွားမှာတော့မဟုတ်ဘူး။ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်ရ RAN 200အထိဝင်ထားတဲ့သူဆိုရင် ROI က8.01%ဖြစ်ပါတယ်။သူရဲ့ trade volume ကလည်းဒေါ်လာ1000ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။အဲ့တော့ ROI 8% ROI ကျွန်တော်တို့10%လောက်ရှားထားတဲ့ဆိုရင်ဒီ red 200တွေကိုဝင်ပြီးတော့ဒေါ်လာ120လောက်အထိရနိုင်တယ်ပေါ့နော်ဒါက spot trade လုပ်နေတဲ့သူတွေဆိုရင်ပုံမှန်လဲ spot trade လုပ်နေတယ် ဒီစုတွေလေးရအောင်လို့ဒီ activity ကို join ထားဖို့လိုအပ်ပါတယ် join မထားဘူးဆိုရင်ဒီစုတွေမရဘူးကိုက sport trade လုံးနေတိတိုက်အောင်ဒီ campaign ကို join လုံးမထားဘူးဆိုရင်ကျွန်တော် reward ပူရဲကိုပါမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီ campaign ကိုအရင်ဆုံး join join ပြီးတော့မှကိုယ့်ရဲ့ ROI တွေကိုပြန်ပြီးတော့အာဒီ binance ကနေပြန်တွက်ပေးမှာဖြစ်ပါတယ် ROI ဘယ်လိုမျိုးတွက်မလဲဆိုတာကိုလည်းအောက်မှာဥပမာလေးနဲ့ပြပေးထားတယ် ROI ကကျွန်တော်တို့ return on investment ဖြစ်တဲ့အတွက် ကိုရထား return နဲ့ investment ပမာဏကိုစားမှာဖြစ်ပါတယ်အဲ့တော့ return ဆိုတာကဘာလဲ investment လောက်ထားတယ်ဆိုတာကဘာလဲဆိုတာကိုအောက်မှာဥပမာလေးနဲ့ရှင်းပြပေးထားတယ် user တယောက်ရှိမယ်ပေါ့နော်အဲ့ဒီ user တယောက်ကသူ့ရဲ့ spot account ထဲမှာဒေါ်လာ1000ရှိမယ်ပြီးပြီးဆိုရင် BNB ပမာဏက0 coming color စတဲ့အချိန်မှာရှိခဲ့တဲ့ balance ပေါ့နော်အဲ့ဒီ balance ကိုမှသူကသူ့ရဲ့ spot account ထဲကို 1BNB ထည့်ပြီးတော့ထည့်လိုက်တယ်အဲ့ဒီ 1BNB ထည့်တဲ့အချိန်မှာ BNB ရဲ့ဈေးက900ရှိတယ်ထားပါတော့ အဲ့ဒါဆိုရင်သူ့ရဲ့အကောင့်ထဲမှာက1000 USDC အပေါင်း 1BNB ရှိနေပြီအဲ့တော့သူကဒီ1000 USDC ကိုဒေါ်လာ900ဈေးဖြစ်နေတဲ့အချိန်မှာ 2BNB ဝယ်လိုက်တယ်ဆိုပြီးတော့ဒါယူဆလိုက်တယ်ဗောနော်အဲ့လိုမျိုးဝယ်လိုက်တယ်ဆိုရင်သူ့စီမှာက BNB 3ခုရှိသွားပြီအဲ့ဒီ BNB 3ခုတွေကနှစ်ခုကိုဒေါ်လာ600ဖြစ်တဲ့အချိန်မှာပြန်ရောင်းလိုက်တယ်ဒေါ်လာ600ဖြစ်တဲ့အချိန်ဆိုတာက promotion color အတွင်းမှာတော့ဖြစ်ရမယ်ဗောနော် promotion မပြီးသေးခင်အချိန်မှာ ဒီဒေါ်လာ600ဘုံနဲ့ 2BNB ကိုပြန်ရောင်းလိုက်တဲ့ဆိုရင်သူ့စီမှာဘာဖြစ်သွားပြီလဲဆိုကြတော့ 1BNB နဲ့1900 USDC ရှိသွားပြီအဲ့တော့ ROI ဘယ်လိုမျိုးတွက်လဲဆိုတော့ဒီမှာတကယ်ပြပြီပေါ့နော်အခုချိန်မှာ spot ROI ကိုဘယ်လိုမျိုးတွက်တယ်လဲဆိုတော့ကိုယ့်စီမှာရှိနေတဲ့1800 USDC အဲ့ဒီ1800 USDC ဆိုတာကကိုက 1BNB ကင်ထားတယ်အဲ့ဒီ 1BNB ကဒေါ်လာ600ဈေးဖြစ်နေပြီပေါ့နော်ဥပမာအနေနဲ့ပြောတာပေါ့နော်ဒါအဲ့ဒီအချိန်မှာရှိနေတဲ့ဈေးပေါ့ဒေါ်လာ600နဲ့ဥပမာဆိုပြီးတော့တွက်တယ်ပြီးပြီဆိုရင် 2 BNB ရောင်းလိုက်တာက1000ရရတယ်အဲ့တော့သူစီမှာဘယ်လောက်ရှိလဲဆိုတော့1800 USDC ဒါကကမ်ပိန်းပြီးသွားတဲ့အချိန်မှာရှိရမယ် ROI ပေါ့နော်အဲ့တော့ဒီလိုမျိုးတွက်လိုက်တယ်တွက်ပြီးသွားပြီဆိုရင်ဘာတွေကိုပြန်နှုတ်မှလဲဆိုတော့ကိုအစတုန်းကကိုရဲ့ balance ထဲမှာရှိနေတဲ့1000 USDC နဲ့900 USDC ဈေးတုန်းကရှိခဲ့တဲ့1 BNB ပမာဏအဲ့တော့900 USDC နဲ့ပဲနှုတ်မယ်ပေါ့နော်အဲ့တော့1800တဲကနေ1500ကိုနှုတ်လိုက်တယ်ဆိုကိုရဲ့အမြတ်က300ရှိမယ်အဲ့ဒီ300ကိုမှ ကျွန်တော်တို့ကဘာနဲ့ပြန်စားမှာလဲဆိုတော့ငကိုရှိခဲ့တဲ့1500 USDC နဲ့ပြန်စားမှာဖြစ်ပါတယ်အဲ့တော့1800အနှုတ်1500အဲ့ဒါကို1500နဲ့ပြန်စားတော့ကျွန်တော်တို့20ရာခိုင်နှုန်းရမယ်ရမှာကတော့0.2ပေါ့နော်0.2ကိုရာခိုင်နှုန်းအနေနဲ့ပြန်တွက်မယ်ဆိုရင်ကျွန်တော်တို့20ရာခိုင်နှုန်းရမှာဖြစ်ပါတယ်ဒါက ROI တွက်တဲ့ပမာဏအဲ့တော့ကိုယ့်စီမှာငကိုရောက1500ရှိတယ်အဲ့ဒီ1500နဲ့1800ပေါ့ balance ကပြောင်းလာခဲ့ရဆိုရင် ဒါ20ရာခိုင်နှုန်း ROI ရှိမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးနဲ့တွေ့တယ်အမောင်းများစရာမလို့ကိုယ်မှရှိနေတဲ့အမောင်းတွေပဲဒီကမ်ပိန်းကာလာမှာရှိနေတဲ့အမောင်းတွေပဲ ROI ရာခိုင်နှုန်းကိုပဲတွက်မှာဖြစ်ပါတယ်ဘလောက်အာဒေါ်လာမြန်မာဆိုတာမျိုးမဟုတ်ဘူးเนาะရာခိုင်နှုန်းနဲ့တွက်တာဖြစ်တဲ့အတွက်လူတိုင်းဝင်ပြီးတော့ join လို့ရတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်အဲ့တော့ rank 100ရဲကိုဝင်နေဆိုရင်ဒေါ်လာ18000ကိုခွဲဝေပြီးတော့ရရှိမယ် rank 201ကနေနောက်ဆုံးကျန်တဲ့သူတွေကတော့ ဒေါ်လာ3,300ကိုခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်။အဲ့တော့ eligible ဖြစ်တဲ့သူတွေက ခုနကကျွန်တော်ပြောခဲ့သလိုပဲဒီအထက်မှာပြန်ကြည့်လို့ရတယ်ပေါ့နော်။ကိုယ့်ရဲ့ trading volume ကဒေါ်လာ400ရှိရမယ်။ပြီးပြီဆိုရင် ROI က1%နဲ့အထက်မှာရှိရမယ်။ဒါဆိုရင်ကျွန်တော်အနည်းဆုံးတော့ဒေါ်လာ3,300ကိုခွဲဝေရရှိတဲ့စင်းထဲမှာပါသွားမှာဖြစ်ပါတယ်။ဒါက solo ပြိုင်ပွဲဖြစ်ပါတယ်။ဒါကမှကျွန်တော် spot ကိုမှတင်းအနေနဲ့ပြန်လို့ရသေးတယ်ပေါ့နော်။ င်မကို join ခြင်းနဲ့ဆိုရင်တော့ Myan Crypto ကို join ဖို့ဖိတ်ခေါ်ပါတယ်လောလောဆယ်မှာတော့ PNN က mine နဲ့ပြနေတယ်ပေါ့နော် member အနေနဲ့ကလည်း28ယောက်ပဲရှိပါသေးတယ်အဲ့တော့ trader တွေကိုဖိတ်ခေါ်ပါတယ်သင်အနေနဲ့လည်းဝင်ပြီးတော့ပြိုင်ဖို့ဖိတ်ခေါ်ချင်ပါတယ် solo အပြင်ပေါ့နော်ကျွန်တော်တို့အဖွဲ့နဲ့လည်းဝင်ပြီးတော့ပြိုင်လို့ရမှာဖြစ်ပါတယ်အဖွဲ့အနေနဲ့ကတော့လောလောဆယ်မှာ reward pool အနေနဲ့ဒေါ်လာ2သိန်းခွဲအထိပွင့်နေပြီ အဖွဲ့အနေနဲ့ join ထားတဲ့သူကလည်း3300ပဲရှိသေးတာဖြစ်ပါတယ်ဆိုလိုအနေနဲ့ join တဲ့သူတွေအကုန်လုံးတော့ team နဲ့ကိုရောက်မလာသေးဘူးပေါ့နော်အဲ့တော့ team အနေနဲ့လည်းပြိုင်ဖို့ဖိတ်ခေါ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ user 2000ကျော်ပဲရှိသေးတာဖြစ်တဲ့အတွက်ဒေါ်လာ2000ခွဲပဲပွင့်သေးတာဖြစ်ပါတယ် user 5000ပြည့်ပြီဆိုတော့ဒေါ်လာ3သိန်းခွဲပွင့်မယ်အဲ့လိုပဲ user 4သိန်းပြည့်တယ်ဆိုရင်ကျွန်တော်တို့1.2 million USDC reward ပိုးပွင့်မှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုဖိတ်ခေါ်ဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ invite friend ဆိုတာလေးနှိပ်ပြီးတော့ call လို့ရတယ်ဗောနော်ဒီ invite friend ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာ QR လေး link နေပြလာပြီဒီ QR လေးကိုတငယ်ချင်းစီပေးလိုက်တယ်ဆိုရင်တငယ်ချင်းတွေကကိုယ့်ရဲ့အဖွဲ့တွေကို join လို့ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိအချိန်မှာ အာကျွန်တော်တို့ future pnn အနေနဲ့ဆိုရင် minus ပြနေရပါတော့ဒါသေးကြတယ်ကျွန်တော် spot ထဲမှာကင်ထားတဲ့ကောင်နေ minus ပြနေတဲ့အတွက်ဒီမှာလာပြီးတော့ပါ minus ပြနေရပါတော့ကျွန်တော်တို့အဖွဲ့ရဲ့ pnn ကိုကြည့်မယ်ဆိုရင်လည်း minus 400အထိပြထားတာကိုတွေ့ရတယ် trading volume ကတော့ဒေါ်လာ180ပဲရှိရဒီဒေါ်လာ180ဆိုတာကအဝေတော့မဟုတ်ဘူးအယောင်ဘော်လူပေါ့နော် alpha ကနေရလိုက်တဲ့ reward တွေကိုဒီမှာလာပြီးတော့ရောင်းလိုက်တာဖြစ်တဲ့အတွက်ဒီမှာ trading volume တက်သွားတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ ranking team ကတော့ team နဲ့မှာ ranking အနေနဲ့ကတော့ minus ပေါ့နော် ပြမထားသေးဘူးအဖွဲရဲ့ rank ကိုကြည့်မယ်ဆိုရင်364မှာရှိနေတာဖြစ်ပါတယ်အဲ့တော့အဖွဲအနေနဲ့ဆိုရင်အဖွဲနံပါတ်1ရထားတဲ့သူကတော့ဒီမှာတရုတ်နာမည်နဲ့အဖွဲကထိတ်ဆုံးကိုရောက်နေတယ်ပေါ့နော် PNN အနေနဲ့ကတော့ဒေါ်လာ3,200ကျော်အထိရှိထားတယ် trade volume ကလည်းဒါအများကြီးပဲ24 million အထိရှိတယ်ပေါ့နော်အဲ့တော့အဖွဲနဲ့ join တဲ့သူတွေကဘယ်သူတွေ eligible ဖြစ်လဲဆိုတော့ခုနကဆိုလိုလိုပဲအနည်းဆုံးကျွန်တော်တို့ဒေါ်လာ400ဘောလို့ရှိရမယ်သူမှာ အနည်းဆုံး1% positive ROI ရှိရမှာဖြစ်ပါတယ်ဒါ spot အတွက်တည်တံ့ပေါ့เนาะအဲ့တော့ reward အနေနဲ့ကတော့ပထမဆုရတဲ့အဖွဲကဒေါ်လာ3500 USDC ကိုခွဲဝေပြီးတော့ရရှိမယ်အဲ့လိုပဲအဆင့်ဆင့်ပေးတာကမှ21ကနေ50အတွင်းဝင်တဲ့အဖွဲကတော့ကျွန်တော်တို့6200 USDC ကိုခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်ဒါက theme တစ်ခုချင်းစီအလိုက်ရတဲ့ဆုပေါ့เนาะအဲ့တော့ကိုမှကိုယ့်ရဲ့အဖွဲထဲမှာရှိနေတဲ့သူတွေပြန်ပြီးတော့ခွဲရအောင်မှာရှိပါသေးတယ်အဲ့တော့ရလာတဲ့ reward ကထားပါတယ်ကျွန်တော်တို့ကပထမဆုံးရသွားတယ်ဆိုရင်3500 USDC ရမယ်ပေါ့နော်အဲ့ဒီ3500 USDC ကိုမှကျွန်တော်တို့အဖွဲထဲမှာရှိနေတဲ့သူတွေပြန်ပြီးတော့ခွဲဝေယူရမှာဖြစ်ပါတယ်အဖွဲခေါင်းဆောင်ကတော့ဒီ reward ရဲ့ဆေးရခိုင်နှုန်းကိုရမယ်အဲ့တော့3500သာရခဲ့မယ်ဆိုရင်3950ကလီတာရမယ်ပေါ့နော်ပြီးပြီဆိုရင်ထိဆုံး20 PNN contributor တွေအနေနဲ့ထိဆုံးမှရှိနေတဲ့ PNN အများဆုံးအယောက်20ကကျန်တဲ့ reward pool ရဲ့60%ခိုင်နှုန်းဥမာ 3500ရဲ့60ရာခိုင်နှုန်းကိုအညီမျှခွဲဝေပြီးတော့ရရှိမယ်။တခြား eligible ဖြစ်တဲ့သင်္ဘန်ဘာတွေကတော့ဒီ reward pool ရဲ့30ရာခိုင်နှုန်းကိုခွဲဝေရရှိမှာဖြစ်ပါတယ်။ eligible ဖြစ်တဲ့သင်္ဘန်ဘာတွေဆိုတာကခက်ခက်ခဲခဲတော့မဟုတ်ဘူး။ကျွန်တော်တို့အနည်းဆုံးဒေါ်လာ400ဘုံနဲ့ညီမျှတဲ့ trading volume ရှိရမယ်။ positive roi 1%ရှိရမယ်ဒါဆိုရင်ကျွန်တော်တို့ eligible ဖြစ်ပြီပေါ့เนาะဒီလိုမျိုးယူဆမှာဖြစ်ပါတယ်အဲ့တော့ဒီလိုလူတွေကအဖွဲ့ရဲ့စုကိုလည်းခွဲဝေပြီးတော့ရရှိနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာ ထိဆိုအယောက်20 contributor တွေက eligible ဖြစ်ဖို့အတွက်ဆိုရင်အနည်းဆုံး400 USDC နဲ့ညီမျှတဲ့ tradable လို့ရှိရမယ်။ဒါအပေါ်မှာပြောခဲ့ပြီးသားပဲအဲ့ဒီ eligible ဖြစ်တဲ့ပမာဏကိုပဲဒီမှာပြန်ပြီးတော့ရေးပေးထားတာပေါ့နော်။တခြား eligible ဖြစ်တဲ့ member တွေဆိုတာကလည်းအနည်းဆုံး tradable လို့ပမာဏ400 USDC ရှိရမှာဖြစ်ပါတယ်။ဒါကမှနောက်ထပ် bonus အနေနဲ့ဗာထည့်ရမှာလဲဆိုတော့ထိဆိုအဖွဲ့20ကကျွန်တော်တို့ spot copy trading elite trader program ကို join ခွင့်ရမှာဖြစ်ပါတယ်။ဒီ program ကို join ပြီးတော့ လေး trader အနေနဲ့လုပ်လို့ရမယ်ပေါ့နော်အဒီမှာဆိုရင်ရနိုင်တဲ့ reward bonus reward တွေကိုပြပေးထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ sport နဲ့ပတ်သက်လို့ပါအဲ့တော့ sport နဲ့ပတ်သက်လို့ join ခြင်းတဲ့သူတွေရှိရင် main crypto ကို join ဖို့ဖိတ်ခေါ်ပါတယ် trader တွေကဆရာကြီးတွေကိုကျွန်တော်တို့ကြိုးစုံနေပါတယ်ဘာလို့လဲဆိုတော့လောလောဆယ်မှာတင်းမင်းက minus တွေပြနေတာဖြစ်တဲ့အတွက် plus တွေဖြစ်ဖို့အတွက် trader တွေများများ join ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဖိတ်ခေါ်ပါတယ် ကဲဆိုတော့ကျွန်တော်တို့ regional ကိုသွားရအောင် regional ဆိုတာကတော့ကျွန်တော်တို့ data တွင်အဖွဲတွေခွဲပြီးတော့ပြင်ကြတာပေါ့နော်လက်ရှိအချိန်မှာ price pool အနေနဲ့ကတော့ဒေါ်လာ3000ပဲရှိတယ် regional မှာကတော့ကျွန်တော်တို့သိကြတဲ့ reward pool ကအများကြီးလာမှာမဟုတ်ဘူးအ join ထားတဲ့သူအနေနဲ့ကတော့၄သိန်း၉သိန်းချောအထိရှိနေပြီ။ အေရှားကတော့လက်ရှိအချိန်မှာ ranking number 1ကိုရောက်နေတာဖြစ်ပါတယ်အဲကျွန်တော်တို့အာရှကထိတ်ဆုံးပါပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ ROI ကတော့ minus ပြနေရဲ့ regional ROI အနေနဲ့က27.92%ရာခိုင်နှုန်းနဲ့ဥဆောင်နေတာဖြစ်ပါတယ်ပြီးပြီဆိုရင်နောက်မှထပ်လိုက်နေတဲ့ region တွေရှိတယ်ပေါ့နော်ဒီမှာလာကြည့်လို့ရတယ် user တွေကဘယ်သူတွေက eligible ဖြစ်မလဲဆိုတော့အနည်းဆုံးဒီမှာတော့ပြောင်းသွားပြီကိုယ့်ရဲ့ sport trading value ကဒေါ်လာ1000ရှိရမယ် ပြီးပြီဆိုရင် ROI က900ခိုင်နှုန်းရှိရမယ်ဒါဆိုရင် reward ရဖို့အတွက် eligible ဖြစ်မယ်ခုနကတည်းကနည်းနည်းအဆင့်ပို့ပြီးတော့မြင့်သွားပြီဗောနော်ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာက solo ပဲပြန်ပြန်တိတ်မဲ့ပြန်ပြန်အနည်းဆုံးဒေါ်လာ၄ရဖို့ trading volume နဲ့1% positive ROI ရှင်ရတယ်ဒီမှာကတော့အဲ့လိုမရတော့ဘူး900ခိုင်နှုန်း positive ROI နဲ့ဒေါ်လာ1000မို့ trading volume ရှိရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်ထိတ်ဆုံးအယောက်တရာ regional တွေကဗောနော်ထိတ်ဆုံးအယောက်တရာရတဲ့သူတွေက bonus အနေနဲ့ ဒေါ်လာ2000ကျွဲဖို့ BNB price pool ကိုခွဲဝေပြီးတော့ရရှိအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ bonus reward အနေနဲ့ individual winner တွေ winner တယောက်ချင်းစီတိုင်းကဒေါ်လာ900ဘုန်းနဲ့ညီမြတဲ့ BNB တွေကိုရနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။အဲ့တော့ဒါထိတ်ဆုံးကိုရောက်ရင် ရောက်တယ်လို့ reward တွေကပို့ပြီးရရမှာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ပထမဆုံးရတဲ့အဖွဲတွေက top 100 trader တွေအတွက်ပေါ့နော်။ဒါအပြင်ကျွန်တော်တို့တခြား region တွေကနေပြီးတော့ top down trader တွေဆိုရင်လည်း reward ကရအောင်မယ်ဒေါ်လာ9000နဲ့ညီမျှတဲ့ BNB တွေကိုခွဲဝေရရှိမှာဖြစ်ပါတယ်အဲ့တော့တယောက်ချင်းစီကဒေါ်လာ150နဲ့ညီမျှတဲ့ BNB တွေရမယ် reward တွေကတော့ဟိုကရမလို့ဒီကရမလို့ねအများကြီးပဲပေါ့เนาะကျွန်တော် sport ကလည်းရနိုင်တယ် future ကလည်းရနိုင်တယ်အဲ့လိုပဲ team အနေနဲ့လည်းရနိုင်တယ် solo အနေနဲ့လည်းရနိုင်တယ် region အနေနဲ့လည်းရနိုင်တယ်မျိုးစုံရနိုင်တာဖြစ်ပါတယ်အဲ့တော့ကိုကမှ trading လုပ်နေတယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီ campaign ကို join မှုဖိတ်ခေါ်ပါတယ် ရန်ငယ်အနေနဲ့ကတော့ပထမဆုံးရတဲ့အဖွဲကဒေါ်လာ2000ခွဲနဲ့ညီများတဲ့စုတွေရမယ်။ကျန်တဲ့အဖွဲတွေကဒေါ်လာ9000နဲ့ညီများတဲ့စုတွေရမယ်။ဒါပေမဲ့ရမဲ့သူတွေက regional ကိုမှကျွန်တော်တို့ထိတ်ဆုံးအယောက်တရာတခြား region တွေကတော့ထိတ်ဆုံး10ယောက်ဒါပဲရမှာဖြစ်ပါတယ်။ဒါကတော့ regional အတွက်ပေါ့နော်။အဲ regional ကတော့ join တဲ့သူတွေလည်းများတယ်။ပြီးပြီဆိုရင် RY တွေကလည်းအပြိုင်ဆိုင်ဖြစ်မှာပါအဲ့အတွက်ကျွန်တော်ဒီထဲမှာရနိုင်တဲ့ reward အနေနဲ့ကဆိုရင်တော့ တင်းမအနေနဲ့ reward တွေရနိုင်တယ်ဆိုလိုအနေနဲ့ရနိုင်တယ်ဆိုလိုနဲ့တင်းကတော့တေချာပေါ့ရနိုင်တဲ့အထက်မှာပါတယ်ပေါ့နော်ကဲဆိုတော့ future ကိုဆက်ပြီးတော့ကြွားရအောင် future မှာဆိုရင်လည်းအဲ့ဒီအတိုင်းပဲ future ဆိုလိုရှိမယ် future တင်းရှိမယ် future regional ရှိမယ် sport နဲ့တိတ်ပြီးတော့ကြွားတာတော့မဟုတ်ဘူး future ဆိုလိုမှာဆိုရင် reward pool ကဒေါ်လာ2သိန်းအထိပွင့်နေပြီဒါ join တဲ့သူ3သိန်းကျော်သွားလို့ပေါ့နော်ဒီမှာ join တဲ့သူကိုလည်းပြပေးထားတယ်3သိန်းနဲ့6000 89ရောက် join ပြီးသွားပြီဖြစ်ပါတယ် အဲ့တော့ဒီမှာလဲ user တွေ join join တလောက် reward ကပို့ပြီးတော့များလာမှာဖြစ်ပါတယ် user တသိန်းခွဲ join နေဆိုရင် reward pool က3သိန်းဖြစ်သွားမယ်အဲ့လိုပဲ user 4သိန်းခွဲ join နေဆိုရင် reward pool က1.2 million USD တွေရရှိမှာဖြစ်ပါတယ်ဒါက user များရင်များတလောက်ပေါ့နော်လက်ရှိချိန်မှာကတော့ user ကတသိန်းကျော်ပဲဖြစ်တဲ့အတွက်တအားနေသေးတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ Binance ကနေပြီးတော့ဒီလိုမျိုး trader လေး ကမ်ပိန်းတွေစီစဉ်နေလာတယ်ဆိုရင် join တဲ့သူတွေကတော်တော်များတယ်ပေါ့နော်ဒီတစ်ခေါက်ကတော့နည်းသေးတယ်အဲ့တော့ကိုက future trade လဲလုပ်နေတယ်ဆိုရင်တော့ကမ်ပိန်းကို join ထားပါလက်ရှိအချိန်မှာကျွန်တော်ရဲ့ progress ကိုကြည့်မယ်ဆိုရင်ဒါ ROI အနေနဲ့4.8%ရထားတယ်ဒါက future ကနေရထားတဲ့ ROI ပေါ့နော် spot အတွက်မဟုတ်တော့ဘူးဒါက future ဘက်ကိုရှောက်လာပြီ trading ball လို့အနေနဲ့ကတော့ဒေါ်လာ1000အထိရှိတာကိုတွေ့ရမှာဖြစ်ပါတယ် leader ball ကိုကြည့်မယ်ဆိုရင် number 1ရထားတဲ့သူရဲ့ ROI က 3648.69ရာခိုင်နှုန်းအထိရထားတာဖြစ်ပါတယ်။သူရဲ့ trading volume ကလည်း20 million အထိတောင်ရှိနေပြီပေါ့နော်။ ROI အများဆုံးသူဖြစ်ပါတယ်။အဲ့တော့ဘယ်သူတွေက eligible ဖြစ်မလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်။ဒီ campaign အတွက်ဆိုရင်အနည်းဆုံး future trading volume ဒေါ်လာ900ရှိရမှာဖြစ်ပါတယ်။ဒေါ်လာ900ရှိရုံနဲ့တင်ဒီ campaign မှာ eligible ဖြစ်မှာပါ။ future မှာကျတော့ထိတ်ဆုံးအယောက်200အပြင်ပေါ့နော်။ကျွန်တော်နောက်ထပ် lucky winner အယောက်20ထပ်ပြီးရွေးအောင်မှာဖြစ်ပါတယ်။ အယောက်20ကကြတော့ကျွန်တော်တို့အနည်းဆုံး ROI 1%တော့ရှိရမယ်1%ရှိတယ်ဆိုရင် 1BNB token voucher တွေကိုကန်ထူးနိုင်တဲ့အခွင့်အရေးရှိမှာဖြစ်ပါတယ်ဒါက lucky winner အယောက်20ထက်ရွေးမှာပေါ့နော် ROI 1%ဖြစ်ရမယ်ကျွန်တော် trading volume ကဒေါ်လာ900အဲ့တော့ကျွန်တော်ရဲ့ trading volume ကိုကြည့်မယ်ဆိုရင်ဒါ900ကျော်သွားပြီ ROI အနေနဲ့ကလည်း1%ကျော်တာဖြစ်တဲ့အတွက်ထိတ်ဆုံးအယောက်20ကန်ထူးတဲ့အထက်မှာကိုပါသွားနိုင်တယ်ပေါ့နော်အဲ့တော့ 1BNB အထိရနိုင်တဲ့အခွင့်အရေးရှိမှာဖြစ်ပါတယ် ါကတော့ကျွန်တော်ကန်ထူးမှရမယ်ပေါ့နော် join ထားတဲ့သူတွေအများကြီးတွေမှာကိုကကန်ထူးရှင်အယောက်20ထဲမှာပါသွားတယ်ဆိုတော့ 1BNB အထိရနိုင်မှာဖြစ်ပါတယ် ROI 1%နဲ့ကျွန်တော် trading volume 900ဆိုတာက future မှာဘာမှမဟုတ်ဘူးပေါ့နော် future မှာ leverage တွေယူပြီးတော့ trade လိုက်တယ်ဆိုရင်တောင်ဒေါ်လာ900 trading volume ကခဏလေးနဲ့ပြည့်တာဖြစ်ပါတယ်ပြီးတော့ ROI 1%ရဖို့ဆိုတာကလည်းအော်တကယ်တွေးကြည့်ရင်တော့အရန်ခက်ခဲတဲ့အထက်မှာမပါဘူးအဲ့တော့ ကန်ထူးတဲ့အယောက်20တဲ့မှာကိုသာပါသွားခဲ့တယ်ဆိုရင်တော့ 1BNB အထိရနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ reward structure ကိုတစ်ချက်ကြည့်မယ်ဆိုရင်လည်းပထမဆုရတဲ့သူကတော့ဒေါ်လာ9000အထိ reward ရမယ်။ဒုတိယဆုကတော့ဒေါ်လာ2000အဲ့လိုပဲတဖြည်းဖြည်းချင်းဆင်းလာလိုက်တာ51ကနေပြီးတော့200အထိဝင်တဲ့သူတွေကဒေါ်လာ2000ပို့ reward တွေကိုခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်။ ပြီးတော့201ကနေပြီးတော့နောက်ပိုင်းကျန်တဲ့သူတွေကတော့ဒေါ်လာ3000ဘူးအထိ reward တွေကိုခွဲဝေရရှိမှာဖြစ်ပါတယ်ဒါက reward structure ပါ activity rules အနေနဲ့ကတော့အထက်မှာလည်းပြောခဲ့ပြီးသားကျွန်တော် trading volume ဒေါ်လာ900ရှိရမယ်ပြီးပြီဆိုရင် ROI အနည်းဆုံး1ရာခိုင်နှုန်းရှိအောင်နဲ့တင်ဒီမှာ eligible ဖြစ်မယ်ဒါပေမဲ့ဒီ201ကနေနောက်ပိုင်းက ROI 1%ဖြစ်စရာမလိုဘောနော်ဒီအတိုင်းကျွန်တော်တို့ trading volume ဒေါ်လာ900ပြည့်အောင်နဲ့တင်ဒေါ်လာ3000ကိုခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ BNB ကန်ထူဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့အောက်ဝိုင်းက100ခိုင်နှုန်းနဲ့အထက်ရှိမှာတော့ရမယ်100ခိုင်နှုန်းရဲ့အောက်ကိုရောက်နေတဲ့သူတွေဆိုရင်တော့ BNB 1 BNB reward ရွေးမဲ့အယောက်20ထဲမှာတော့ရွေးခံရတဲ့ပါမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အယောက်20ရွေးတဲ့ထဲမှာကိုပါခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ ROI ကအနည်းဆုံး1%ရှိရမယ်အဲ့တော့ဒေါ်လာ900 trading volume နဲ့1%ရှိရဆိုရင်တော့ကျွန်တော်တို့နှစ်ခုလုံး join လုပ်ရမှာဖြစ်ပါတယ်ဒါကတော့ future ကိုမှစိုးလို့ဖြစ်ပါတယ် ဆိုလိုအပြင်ကျွန်တော်တို့ theme အနေနဲ့လည်းပြင်လို့ရသေးတယ်အဲ့တော့ theme ကိုလည်း join မှုဖိတ်ခေါ်ပါတယ် theme အနေနဲ့ပြင်တဲ့သူတွေကတော့လက်ရှိအချိန်မှာ8200ပဲရှိသေးတယ် reward pool ကတော့ဒေါ်လာ3500အထိပွင့်နေပြီဒီလိုပဲ join တဲ့သူများရဲ့များသလောက် reward pool ကပို့ပြီးတော့များလာမှာဖြစ်ပါတယ်ဒီမှာကတော့မြန်ခရစ်တိုကတော့နည်းနည်းလေးစိမ့်နေရပါတော့ PNL အနေနဲ့ကတော့ဒေါ်လာ390အထိပြထားတယ် member အနေနဲ့ကတော့46ယောက်အထိရှိထားတာဖြစ်ပါတယ်ဒါက future ကတော့ပို့ပြီးတော့အားကောင်းတယ်လို့ပြောရမှာပေါ့နော် future မှာ46ရောက်အထိရှိရဲ spot မှာ28ရောက်ပဲရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ team နဲ့ကို join ထားတဲ့အချိန်မှာကိုယ့်ရဲ့ progress ကိုလည်းကြည့်လို့ရတယ် PNN အနေနဲ့ကတော့ဒါကျွန်တော်တို့24ပဲရှိထားတယ်ကျွန်တော်အနေနဲ့ပေါ့နော်ပြီးပြီဆိုရင် team ရဲ့ PNN ကတော့389အထိရှိထားတယ်ကိုယ့်ရဲ့ team ရဲ့ ranking ကိုကဒီ team နဲ့မှာ ranking အနေနဲ့ကတော့ကျွန်တော်က၄ရထားတယ်အဲ့လိုပဲတခြားသူတွေလည်းဒီထက်မှာ ranking တွေပြတာတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ trading value ကတော့ဒါဒေါ်လာ1200ကျော်အထိရှိတယ် သိကြရတာကျွန်တော်က future လဲ trade သိမ့်မလို့ဖြစ်တာဖြစ်တဲ့အတွက်အာ trading volume ကလည်းဒီထဲမှာတော့နည်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ leader board ကိုကြည့်မယ်ဆိုရင်နံပါတ်1နေရာကိုယူထားတဲ့အပွဲကတော့သူတို့ရဲ့ PNN ကဒေါ်လာ8သန်းကျော်အထိရှိထားတယ် trading volume ကလည်းတကယ်ကိုများ trading volume ပေါ့နော်152သန်းဖို့ trading volume ရှိနေတာဖြစ်ပါတယ်အဲ့တော့ဘယ်သူတွေကဒီ campaign မှာစုရမလဲဆိုတော့ ထိတ်ဆုံးအဖွဲ့90ပေါ့နော်တိုကင်ဘောင်ချာတွေကိုခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်ဒီရောက်မှာလဲ reward structure ကိုပြပေးထားတယ်ပထမဆုံးရတဲ့အဖွဲ့ကတော့ကျွန်တော်တို့ဒါဒေါ်လာ3150ရမယ်21ကနေ90အတွင်းမှာဝင်တဲ့သူတွေကတော့ဒေါ်လာ2000ခွဲကိုခွဲဝေရရှိမှာဖြစ်ပါတယ်ဒီလိုမျိုးနဲ့ခွဲဝေသွားမယ်ပေါ့နော် future မှာလည်းကျွန်တော်တို့အဖွဲလိုက်ပြန်ပြီးတော့ reward 1.5 million USDT တွေကိုခွဲဝေပြီးတော့ရရှိနိုင်မဲ့ အခွင့်အရေးရှိပါတယ်အဲ့တော့ future မှာ solo လည်းပါတယ် team လည်းပါတယ် sport မှာလည်း solo လည်းပါတယ် team လည်းပါတယ်နှစ်ခုလုံးကို join ထားပြီးတော့ကျွန်တော်တို့ reward တွေကိုနှစ်ဖက်လုံးကနေရနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးပါဝင်ရမလဲပေါ့နော်ပါဝင်ဖို့တော့ဆိုတော့ကိုယ့်ရဲ့ binance future account ကို login ဝင်ပြီးတော့ပြီးဆိုရင်ကျွန်တော် link ကို description မှာပေးထားမယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့ join လုပ်ရတယ်ပြီးပြီးဆိုရင်ဒီကျွန်တော်တို့ register လာလောက်ရမယ်ဒီ page မှာလာပြီးတော့ register လောက်ပြီးပြီဆိုရင်တော့အနည်းဆုံးဒေါ်လာ900ဘို trade ဘောလို့ရှိအောင် trade လုပ်လိုက်ဒါဆိုရင်တော့ ပါဝင်ပြီးသားဖြစ်သွားမှာပါခွဲဝင်မဲ့စုကလည်းကျွန်တော်အပေါ်မှာပြောခဲ့တာနဲ့အတူတူပဲပေါ့နော်ပထမစုကတော့ price pool ရဲ့25ရာခိုင်နှုန်းကိုရမယ်27ကနေ50အတွင်းကိုဝင်တဲ့အဖွဲ့တွေဆိုရင်တော့ price pool ရဲ့20ရာခိုင်နှုန်းကိုခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်ဒါက theme တစ်ခုချင်းစီအလိုက်ရတဲ့စုအဲ့ဒါကမှ theme နဲ့မှပြန်ပြီးတော့ခွဲမယ်ပေါ့နော် theme leader အနေနဲ့ကတော့ reward pool ရဲ့10ရာခိုင်နှုန်းကိုရမယ်ဥပမာကိုယ့်ရဲ့အဖွဲ့ကနံပါတ်1ရသွားတယ်ဆိုရင် price pool ရဲ့25ရာခိုင်နှုန်းရမယ်အဲ့ဒီ25ရာခိုင်နှုန်းကိုမှ သင်းလေတာက10ရာခိုင်နှုန်းရမယ်ပြီးပြီဆိုရင် eligible ဖြစ်တဲ့ top 20 PNN contributor တွေထိတ်ဆုံးအယောက်20ကိုယ့်အပွဲတွေကထိတ်ဆုံးအယောက်20က reward ပို့ရဲ့60ရာခိုင်နှုန်းကိုခွဲဝေပြီးတော့ရရှိမယ်တခြား eligible ဖြစ်တဲ့ member ဝင်တွေကတော့30ရာခိုင်နှုန်းအထိခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်ဒါကသင်းနှဲမှာပြန်ပြီးတော့ခွဲတဲ့အပိုင်းပေါ့နော်လက်ရှိအချိန်မှာတော့ price pool ကကျွန်တော်တို့သိန်း2500ပဲပွင့်သေးတယ်။ဘာကြောင့်လဲဆိုတော့ user က9000ကျော်ပဲ join ရသေးတာဖြစ်တဲ့အတွက် သိန်း2500ဟုတ်တယ်နော်သိန်း2500ပဲပွင့်သေးတာဖြစ်ပါတယ် user သိန်းကျော်သွားပြီဆိုရင်တော့ဒါက reward လဲပို့ပြီးတော့တိုးလာမယ်ပေါ့နော်သိန်းဆိုရင်ကျွန်တော်2သိန်းခွဲအထိ reward ကပွင့်သွားမှာဖြစ်ပါတယ် eligible ဖြစ်ဖို့ကတော့ spot အတွက်ဆိုရင်ဒေါ်လာ400ဘုန်းနဲ့ညီမြတဲ့ trading ball လို့ရှိရမယ် ROI က1%နဲ့အထက်မှာရှိရမယ် future အတွက်ဆိုရင်ဒေါ်လာ900နဲ့ညီမြတဲ့ trading ball လို့ရှိရမယ်ဒါကမှ ROI 1%အထက်ရထားတဲ့ဆိုရင် BNB 1BNB ကန်ထူနိုင်တဲ့အခွင့်အရေးရှိမယ် future အတွက်ကမှကျွန်တော် future မှာလည်း region နဲ့ဆိုပြီးတော့ရှိတယ် future region နဲ့ဆိုရင်ကျွန်တော်အာရှကတော့နံပါတ်1မှာပဲထိပ်ဆုံးမှာအမြဲတမ်းရက်တည်နေရယ်ပေါ့နော်ကိုယ့်ရဲ့ ROI အနေနဲ့ကတော့ဒါ4.8%ရထားတယ်ဒါကကျွန်တော်ရဲ့ ROI ပေါ့နော်မိတ်ဆွေတို့လည်း join ပြီးသွားပြီဆိုရင်ဒီနေရာမှာ ROI လေးကိုပြပေးလိုက်မယ်ဒါနံပါတ်1ကတော့အာရှပေါ့နော် PVC နံပါတ်2နေရာမှာ MEN နေတို့ PVC Europe တို့ကျွန်တော်တို့အစားရှိသဖြင့် region alike ခွဲထားသေးတယ်ပေါ့နော်အဲ့တော့ region light စုတွေလည်းကျွန်တော်ရှားနိုင်သေးတယ် region light စုကတော့ပထမနေရာကိုရသွားတဲ့ region တွေကထိတ်ဆုံးအယောက်100ကတော့ဒေါ်လာ9000ဘို BNB တွေကိုခွဲဝေပြီးတော့ရရှိမှာဖြစ်ပါတယ်အဲ့တော့ winner တယောက်ချင်းစီကဒေါ်လာ1000နဲ့ညီမျှတဲ့ BNB တွေရမယ်အဲ့တော့ကိုက trading မှာဆရာကြီးဖြစ်နေတယ်ဆိုရင် ROI နေများအောင်လုပ် PBC နဲ့ PNN နေများအောင်လုပ်ပြီးတော့ဒီလိုမျိုးနေရာတွေကနေပြီးတော့လည်း reward တွေယူလို့ရတာဖြစ်ပါတယ်ထိတ်ဆုံးနံပါတ်1ကိုမရောက်တဲ့အဖွဲ့ region ဆိုရင်ပေါ့နော် top down trader တွေအတွက်ကတော့ဒေါ်လာ2000ဘုန်းနဲ့ညီမျှတဲ့ reward တွေကိုခွဲဝေပြီးတော့ရရှိမယ်အဲ့တော့ user တယောက်ချင်းစီ alike ဒေါ်လာ800အထိရနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါက region နဲ့ alike ပါအဲ့တော့ join လို့ရတဲ့ပုံစံကကျွန်တော်တို့၃မျိုးဖြစ်သွားတယ် solo ရမယ် future theme ရမယ် region နဲ့ရမယ်အဲ့တော့ကိုက solo အတွက်လဲ reward ရနိုင်တယ်လို့ theme အနေနဲ့လဲ reward ရနိုင်တယ် region အတွက်လဲ reward ရနိုင်တယ်ကို scale ပြရင်ပြနိုင်တယ်လို့ reward ရနိုင်တာဖြစ်ပါတယ် လုပ်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီ link ကိုလာပြီးတော့ join activity နှိပ်ထားဖို့လိုအပ်တယ်။ကျွန်တော်ဒီမှာ register လုပ်မထားဘူးဆိုရင်တော့ကိုက PNN နေများနေလဲ reward ရမှာမဟုတ်ပါဘူး။အဲ့တော့ကိုကပုံမှန်အတိုင်း spot trade လုပ်နေတဲ့သူတယောက် future မ trade ဘူးပေါ့နော်။ကျွန်တော်ကတော့ spot trade လုပ်တယ်ဆိုရင်တော့ဒီမှာလာပြီးတော့ register လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ထိတ်ဆုံးအယောက်200ရဲ့ ROI ကကျွန်တော်800ခိုင်နှုန်းအထိပဲရှိသေးတာဖြစ်ပါတယ်။အဲ့တော့ခုနကကျွန်တော် ROI ဘယ်လိုမျိုးတွက်ရမလဲဆိုတာကိုလည်းပြောပြပေးခဲ့တယ်ပေါ့နော်။ ROI တွက်တာကလည်းအရန်လွယ်ပါတယ်။ကိုမှရှိနေတဲ့ပမာဏပြီးပြီဆိုရင်ကိုရဲ့မြက်လာတဲ့အမြက်ထဲကနေပြီးတော့ကိုရှိတဲ့ပမာဏကိုနှုတ်ပြီးပြီးစင်ကိုရှိခဲ့တဲ့ပမာဏနဲ့ပြန်စားဒီလိုမျိုးတွက်တာပေါ့နော်အဲ့တော့ကိုကငကိုရုံးက1500ရှိတဲ့သူတယောက်က ကိုယ့်ရဲ့ sport villains 1800ဖြစ်သွားပြီဆိုရင် hour အနေနဲ့20ရာခိုင်နှုန်းအထိရမှာဖြစ်ပါတယ်အဲ့တော့ hour 20ရာခိုင်နှုန်းသာရပြီဆိုရင်ကိုယ့်ရဲ့ rank ကတော်တော်လေးမြင့်တဲ့နေရာမှာရောက်နေပြီပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာ ROI 30ဆိုရင်တော့ ROI က63ပဲရှိသေးတယ်အဲ့တော့20ဆိုရင်ကိုယ့်ရဲ့ rank ကဘယ်လောက်လောက်ဖြစ်နေမလဲ50နဲ့100ကြားထဲမှာရှိမှာပေါ့နော်ဒီညလောက်20ရာခိုင်နှုန်းဆိုရင်ဒီညလောက်ရောက်နေပြီအဲ့တော့ကိုကကိုရဲ့ valence 1500ကနေပြီးတော့1800ဖြစ်အောင် trade လိုက်နိုင်နေဆိုရင် rent အနေနဲ့50ခုဝင်းကျင်ကိုရောက်မယ်ပေါ့နော်အခုလက်ရှိ rent အနေထားရပါပေါ့နော်အဲ့တော့50ခုကိုရောက်မယ်ဆိုရင်ကိုယ့်ရဲ့ reward pool ကဘယ်လောက်ထိရနိုင်မလဲဆိုကြတော့50ကနေ200အတွင်းကိုဝင်သွားပြီးတော့ဒေါ်လာ18000ကိုခွဲဝေရရှိနိုင်တဲ့ထည့်ကိုပါသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုး rent alike reward ရနိုင်တာဖြစ်ပါတယ်အဲ့တော့ spot trade လုပ်တဲ့သူပဲဖြစ်ဖြစ် future trade လုပ်တဲ့သူပဲဖြစ်ဖြစ်ဒီ link လေးကိုလာပြီးတော့ join activity နှိပ်ထားလိုက်ပြီးပြီဆိုရင်အဖွဲလိုက်အနေနဲ့ join မှုအတွက်အဖွဲတခုမရှိသေးဘူးဆိုရင်လည်း мян credit ကို join မှုဖိတ်ခေါ်ပါတယ် мян credit ကိုလာရောက်ပြီးတော့ join လို့ရပါတယ်အဖွဲလိုက်လည်းပြန်ပြီးတော့စုယူလို့ရမယ် solo လည်းစုယူလို့ရမယ် binance trader lee season 2ရဲ့အကြောင်းကိုဒီလောက်ဆိုရင်တော့ပြည့်ပြည့်စုံစုံနားလည်ကြမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ